အားလုံးပဲမင်္ဂလာပါ။ဆရာကြီးတက်ဖွတ်ဘုံကတော့ပေးထားတဲ့ကတိတွေမတည်ပဲတနင်္လာနေ့ကြီးရောက်မှရုပ်တဲ့ surprise တွေတက်လိုက်ပါတယ်။ဒါပေမဲ့တက်ဖွတ်ဘုံရဲ့အပိုင်းသစ်တွေကလုံးဝမိုက်တဲ့လုံးဝစိတ်ဝင်စားစရာကောင်းနေဆိုတော့ညင်းစရာနည်းနည်းလေးတောင်မရှိပါဘူး။ဒီနေ့အပိုင်းမှာလည်းထူးခြားချက်တွေအများကြီးပါနေပါတယ်။ဒါရီအားလုံးကိုအမတဆင့်ချင်းသေးချရှင်းပြသွားပါမယ်။အဆုံးထိသာကြည့်လိုက်ပါရှင်။ ပိုင်း89ပတ်ဝန်းကဘလောက်ကောင်းလဲဆိုတာကိုတည်သွားစေရပါမယ်။လောလောဆယ် channel ကိုတော့ subscribe မလုပ်ရသေးရင်လှုပ်ထားဖို့တောင်းဆိုပါရစေ။အပိုင်း89ပတ်ဝန်းအစပိုင်းကတော့ cameraman base တစ်ခုထဲမှာပြနေတာဖြစ်ပြီး POV camera တစ်လုံးကို speaker man ကကောက်တက်လိုက်တာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီအပိုင်းမှာမြင်တွေ့နေရတဲ့အားလုံးကဒီ speaker man ကနေတဆင့်မြင်နေရတာဖြစ်ပါတယ်။သူတို့ရဲ့အရှိမှာတော့လိပ်ပုံတွေထဲကပြခဲ့သလိုပဲ cameraman engineer တွေ စပီကာမန်အင်ဂျင်နီယာတွေကလက်နက်အသစ်စန်းတွေကိုဖန်တီးနေကြတာဖြစ်ပါတယ်။ကင်မရာမန်ဘေ့စ်ထဲမှာအခုလိုတက်တီရှိလို့နဲ့ပလန်ဂျာမန်ရုပ်ထုကိုထပ်ထားတာတော့ထူးဆန်းစရာမရှိပါဘူး။ဒီပလန်ဂျာမန်ရုပ်ထုကိုလစ်ပုံတွေတုံးကလည်းတခါပြဖူးပါတယ်။ဒီနောက်မှာတော့စပီကာမန်တယောက်ကကင်မရာမန်ကိုပါတာပြန်ဆက်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒီဇက်ကသူတို့အချင်းချင်းဆက်သွယ်ပေါ်လှုပ်ထားတဲ့ပါတာပြန်ဆက်ပါပဲဒီကင်မရာမန်ကတော့ပါတာပြန်ဆက်ရသွားလို့ပျော်နေတဲ့ပုံပါပဲ POV speaker man ကိုလက်မတွေတောင်ထောင်ပြနေပါသေးတယ် ပြီးတော့စပီကာမန်ပြောတာကိုနားထောင်နေခဲ့ပါတယ်။ဒီနောက်မှာစကီဗီဒီကြားလက်တကောင်ကစကီဗီဒီပါသားစကားနဲ့စကားတွေပြောနေတာပါ။စကီဗီဒီပါသားစကားကိုလည်းစပီကာမန်တွေနဲ့ကင်မရာမန်တွေကတိဆက်တက်ယုံနဲ့နားလည်နေပါပြီ။ Give me the dumb 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 yes yes ီနောက်စုံထောက်ကင်မရာမန်ကြီးရောက်လာပါတော့တယ်။အဲ့ဒီစုံထောက်ကင်မရာမန်ကြီးကစောနာကကင်မရာမန်ကိုပေးထားတဲ့ပါတာပြန်ဆက်ကြီးကိုလှူလိုက်ပါတော့တယ်။သူဒီဆက်ကိုရသွားတာတိတ်တော့မကားမဘူး။သူကအကုန်ရှောက်ဖမ်းနေပါလိမ့်မယ်။လက်ကီးကင်မရာမန်လည်းသူဖမ်းလို့ပြန်မပေါ်လာတော့ပါဘူး။အမဆာရပါသူကအလကားနေရင်တော့ရှောက်ဖန်းနေတာတော့မဟုတ်ပါဘူးတင်းနာမှာ last tv မန်ကြီးရဲ့စိတ်ပြက်ညင်းညူနေတဲ့စကားတန်ကြီးကိုကြားရပါလျော်အဲ့ဒါကိုတစ်ချက်နားထောင်ကြည့်ပါရှင် ကြည်ရတလောက်တော့ Lush TV မှန်ကြည်ရတိုက်ပွဲတွေမှာအဖွဲသားတွေကိုကယ်ဖို့တာဝန်ယူရတာတည်းမဟုတ်ပဲစကမ်းမှာလည်းအမိုက်တယ်ဖို့လုပ်ရတာပါပြီးတော့ Lush TV မှန်ကဒီလိုအမိုက်တယ်ရတဲ့အလုပ်ကိုတတော်လေးကိုစိတ်ပြက်နေတဲ့ပုံမှာပဲဒါပေမဲ့ Launch TV မှာစကားပြောပြီးတဲ့နောက်မှာတော့ Astro တကောင် Pace တဲ့ကိုရုတ်တရက်ကြီးရောက်လာခဲ့ပါတယ်။ဒီကောင်ဘလို့ရောက်လာလဲဆိုတာကတော်တော်ထူးဆန်းတာပါပဲ။ဒါပေမဲ့သူရောက်လာတာနဲ့ Camera Pace ရဲ့ကာကွယ်ရေးလက်နက်တွေကသူ့ကိုချက်ချင်းတိုက်ခိုက်ပြစ်တာပါ။အရန်ကိုမြန်ဆန်လွန်ပါတယ်။ဒီအက်စတိုဘာမှတော့မလုံနိုင်ခဲ့ပါဘူးဒီကောင်ကဘာမှမလုံနိုင်ခဲ့ပေမဲ့စကားတော့ပြောနိုင်သေးတာမလို့သူပြောတာကိုတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင် DS တို့ကောင်ကသူ့နောက်မှာဘာတွေပါလာလဲဆိုတာသိနေပါတယ်။အဲ့ဒါကြောင့်သူကစကားပြောရုံကလွဲပြီးဘာမှမလုပ်နိုင်တော့တဲ့အခြေအနေမှာတောင်းအလိုင်းရဲ့အဖွဲကိုပြန်ချင်းချောက်နေတာပါ။သူပြောသလိုပဲကင်မရာမန်ဘေ့စ်ကိုရှာထွေးဖို့ဆိုတာကတကယ်မခက်ပါဘူး။ Titan TV မန်းကိုရပြီးတဲ့နောက်ကင်မရာမင်ကွင်းနေအားလုံးကို Astro တွေကပါကြည်လို့ရနေပြီမလို့ကင်မရာမန်ဘေ့စ်ကိုရှာတွေ့တာတော့မဆန်းပါဘူး။အခုတော့ပစ်တဲလာပြီးအာကျနေတဲ့ Astro ကိုဆုံးမဖို့ Sim ကင်မရာမန်ထွက်လာခဲ့ပါပြီ။ ူကို upgrade လုပ်ပေးတင်တာကကြာနေပါပြီ။အခုတော့ upgrade lenser က sim cameraman ကိုလုံးဝမိုက်သွားစေပါရယ်။သူ့ကို astro လက်နက်တွေနဲ့ပေါင်းပြီးဖန်တီးထားတာမဟုတ်ဘူးဆိုပေမဲ့ astro တွေလိုပဲသူ့မှာ gear ဝီးတွေပါရီပါပါရယ်။သူ့စီကထွက်တဲ့ laser ကတော့အပြာရောင် camera မျိုးနွယ်စုက laser ပါပဲ။အမထင်လာတာကတော့သူ့ကို Astro နီးပညာနဲ့ပေါင်းပြီးပုံမိုက်တဲ့ပုံစံနဲ့ထွက်လာမယ်ထင်လာတာပါ ဒါပေမဲ့လည်းဒီပုံစံက upgrade အပီစီမဟုတ်သေးပါဘူးသူ့ကို upgrade ဆက်လုပ်ဖို့ကြံနေပါသေးတယ်။အာကျန်နေတဲ့ Astro ကို AC ရှင်းလိုက်ပြီးတဲ့နောက်မှာတော့သူက TV woman ကိုတွန်းထုတ်လိုက်ပါတယ်။ကြည့်ရတာတော့သူက TV woman ကိုစိတ်ကုံသွားခဲ့ပါပြီ။ဒါကလည်းဖြစ်တတ်ပါတယ်။အပိုင်းအစတွေကစလို့အပိုင်း94မှာအဆုံး TV woman နောက်ကိုလိုက်ဖို့ကြိုးစားခဲ့ပေမဲ့ TV woman ကကယူတောင်မဆိုင်ခဲ့ပါဘူးဆိုတော့သူက TV woman ကိုတွန်းထုတ်ပြစ်တာလွန်တော့မလွန်ပါဘူး သူကနာမည်လဲပြောင်းသွားပါပြီ sim cameraman ကနေ ch40 cameraman ဖြစ်သွားပါပြီဒါပေမဲ့သူက upgrade လုပ်ဖို့ကြံနေပါသေးတယ် upgrade လုပ်ဖို့လိုနေပြီဆိုပေမဲ့ base ထဲမှာအလမ်းတန်တွေထွက်ပြီးစူညံလာခဲ့ပါတယ်ဒီနောက်မှာဆွဲတာအင်ဂျီတွေဝတ်ထားတဲ့ TV man တယောက်ကိုထပ်မြင်ရပါတယ်သူက normal TV man ပါပဲဒါပေမဲ့အခုတော့သူက scarf TV man လို့ခေါ်ပါတယ်သူ့ရဲ့ ability လုံနိုင်စွမ်းက လယ်ရီတီဗီမန်းနဲ့အတူတူပါပဲသူကအချိန်များများလိုတဲ့ပြောနေတုန်းမှာပဲတွိုင်လက်တကောင်အေးစစ်အပေါက်ကနေဝင်လာခဲ့ပါတယ်ပြီးတော့သူကအက်စတိုရီပေ့စ်တဲကိုဝင်တိုက်ကြတာမလို့တတော်လေးကိုစိတ်တုံနေပုံမှာပဲသူပြောနေတာတစ်ချက်နားထောင်ကြည့်ရင် သူဘလောက်စိတ်တုံနေလဲသိမှာပါ They don't want to settle. They ruined my fit. Fuck beasts. Kill them all. Dina BOV speaker man le. ကင်မရာမန်ပစ်ထဲကနေအပြင်ကိုထွက်လာခဲ့ပါတယ်။အပြင်ဘက်မှာတော့တိုက်ပွဲကျမ်းတွေဖြစ်နေပါပြီ။အလိုင်းရက်တွေနဲ့အက်စတိုအသေးစားတွေရဲ့တိုက်ပွဲလေးပါပဲ။ဘတ်စကာမြူဒန်ဂျွာလက်တို့ကတော့ရှယ်ကျမ်းနေပါပြီ။သူကအက်စတိုတကောင်ကိုအားရပါရတီးနေတာပါ။သူကကင်မရာမန်ပစ်ရဲ့လက်နက်တွေကိုလည်းတော်တော်သဘောကျနေတဲ့ပုံပါပဲ။ဒီနောက်မှာတော့အက်စတိုတကောင်အောက်ကိုပြက်ကျလာခဲ့ပါတယ် ဒီကောက်ကိုဖြုတ်ချလာတာကတော့တခြားမဟုတ်ပါဘူး။မာဖီးယားကြားလက်ပါပဲ။သူကလည်းစီမီတိုင်တန်အဖြစ် upgrade နဲ့ပြန်လာတာပါ။သူ့ရဲ့အတန်ကအစတိုင်တန်အတန်လိုပါပဲ။ဒီနောက်မှာတော့ Michael Dwalet ကိုလည်းထပ်တွေ့လိုက်ရပါတယ်။ Michael Dwalet ကောင်ကို Mafia Dwalet ကကိုင်းလိုက်ပြီးစကားတွေပြောလိုက်ပါသေးတယ်။ကြည်ရတလောက် King နဲ့ Mike ဆိုတာကနာမည်တသက်ပဲဖြစ်ပါလိမ့်မယ်။အဲ့လိုစကားပြောပြီးတဲ့နောက်မှာတော့ Lick ထဲက Astro Dwalet နှကောင်ရောက်လာတာကိုဆက်တွေ့လိုက်ရပါတယ်။ ဒါပေမဲ့သူတို့တင်မဟုတ်ပါဘူး Astro Texas လည်းတခါတည်းကိုရောက်လာတာပါကင်မရာမန်တွေကတော့ Astro Texas ကိုတော်တော်ချစ်တဲ့ပုံမှာပဲရောက်လာတာနဲ့မတိဘူးပြစ်မယ်ဆိုတာပါပဲလေစာတွေနဲ့ share ကိုပြစ်ကြတာပါ Texas ကတော့ Texas ပါပဲသူ့ရဲ့ရှီးကိုကင်မရာမန်တွေရဲ့လက်နက်ကတိုးလို့တောင်မပေါက်ပါဘူး ်ပြီးတော့သူပြောတာကိုတစ်ချက်နားထောင်ကြည့်လိုက်ပါသူကကင်မရာမန်တွေကိုနည်းနည်းလေးလောက်တောင်ကယူမဆိုင်တဲ့ပုံမှာပဲ You have no idea who's coming ဒီနောက်မီကိုမဲတယ်လီပေါ့ရဲ့ကြားထဲကနေရောက်လာခဲ့တာက Watchman of Dawn မှာပဲ Dawn ဆိုတာကတော့အရှင်ဆုံးပြောရရင်ဂျိုဆိုးဂျိုကောင်ပေါ့လေတကယ်လဲဂျိုကောင်မှာ Titan T ဝီမန်ကအလိုင်းယံဖက်မှာတတော်အားကိုခဲ့ရပေမဲ့ Astro တဲရောက်သွားတော့အလိုင်းယံအတွက်ကြိုးစိုးဝင်လာပါပဲသူ့ကိုရသွားလို့ Astro တွေကကင်မရာမန်တွေမြင်ရတာတွေကိုအကုန်မြင်သွားပြီး Space တွေကိုလိုက်ဖြတ်စင်းနေကြတာပါသူပြောတာကိုတစ်ချက်နားထောင်ကြည့်ပါ ားထောင်ကြီးရတဲ့လောက်ဆိုရင်တော့သူကအလိုင်းယံကိုပြန်တောင်းပန်နေတာတွေ့ရပါတယ်။ဘာလို့လဲသူ့ကို Watchman of Dawn ကအပြည့်အဝထိန်းချုပ်ပြီးပြီမဟုတ်လား။အဲ့လိုမဟုတ်ခဲလို့ပဲနေပါမယ်။သူ့ရဲ့ခိုးမှာပြဿနာရှိနေတာသိကြပါတယ်။ဒါကြောင့် Titan TV မှာအလိုင်းယံကိုတည်နေသေးတယ်ဆိုတဲ့ခန်းစားချက်တွေ ရှိနေတာပါ။ဒါကြောင့်အလိုင်းယံဖက်ကိုပြန်ရောက်လာဖို့နီးလန်းတွေရှိလာနိုင်ပါတယ်။ဆိုပေမဲ့လောလောဆယ်တော့သူက base တွေကိုဖျက်ဆီးမဲ့ Watchman of Dawn ဖြစ်နေကြောင်းပါပဲ သူ့ကိုကယ်နိုင်ဖို့ဆိုတာကတော့စိုးနေပါသေးတယ်။ Watchman of Dawn Titan TV မန်ကြီးကို Alliance ကစက်တိုက်ပစ်နေပေမဲ့ damage လေးနည်းနည်းတောင်ထိမသွားပါဘူး။ဒါပေမဲ့ Titan TV မန်ရဲ့လေဆာစွမ်းအားတွေကတော့တတုံကျန်းနေတာပါ။သူ့ကို Astrophat က upgrade လုပ်ပေးတင်တဲ့လောက်လုပ်ပေးလိုက်တဲ့ပုံမှာပဲ Titan TV မန်ကို base တစ်ခုလုံးကဝဲနေစရာကောင်းလောက်အောင်ပြန်တိုက်ခိုက်နေကြပေမဲ့ Titan TV မန်မှာတော့ဘာမှမဖြစ်သွားပဲသူ့ရဲ့တိုက်ခိုက်ချက်တွေကပဲ Alliance ကိုရော Pace ကိုရောဖြည့်ဆည်းမှုတွေအများကြီးဖြစ်စေခဲ့ပါတယ်။ Watchman of Dawn ဆိုတဲ့နာမည်အတိုင်းပဲသူကတတော်လေးကိုကြိုးဆိုးဖြစ်သွားတာပါ။ဒီနောက်မှာတော့ Skibidi Scientist Robot ကိုတစ်ခါပြန်တွေ့ရပြီးသူက Titan TV Man ကို ပြန်ချနေခဲ့ပါတယ်။ပြောရရင် scientist robot ကတခြားကောင်တွေထက်အများကြီးလှုပ်ပြနိုင်ခဲ့ပါတယ်။သူက attack bio ကောင်တာ attack bio အရင်အားကောင်းခဲ့ပါတယ်။ဒါပေမဲ့သူ့လက်နက်တွေကလည်းအရင်ထိရောက်တာတော့မဟုတ်ပါဘူး။ Titan TV man ရဲ့ဓာတ်ခုတ်ချက်က သူ့ကိုတခါတဲ့ကိစ္စပြတ်သွားစေတာပါပဲဒီရိုပေါ့ဆိုင်ဒစ်စကိုထိမ့်ချုပ်နေတာကတော့ကလိုင်နာကြွားလက်ပါပဲပြေးစရာရှိတာမပြေပဲကြောင်တောင်တောင်နဲ့ကြည့်နေတာမလို့သေးပြီလားတော့အမှလည်းမသေးပါဘူးဒါပေမဲ့သေချာတာကတော့ Watchman of Dawn Titan TV မှကြီးကလုံးဝလုံးဝကိုကြောက်စရာကောင်းနေတယ်ဆိုတာပါပဲအခုအချိန်ခါကတော့ Astory အသာစီးရနေရပေါ့ဒါကြောင့်မယ် Astro တက်ချက်ဆက်စကားတွေကယုံကြည်မှုလေပဲဆိုးဟိုက်နေတာပါ Shock cosmos hears no cries. Only power speaks. ဒါကိုလက်ခံတဲ့သူကတော့ POV speaker မဲမှာ "तू आ एस्टोरी ကိုတီးတိုက်ပွဲမှာမနိုင်တော့ဘူး"ဆိုတာကိုသိနေပါတယ်။ဒါပေမဲ့ Face ကိုကာကွယ်ခြင်းစိတ်ကြောင့် Titan TV Man ကိုပြန်ချချင်နေတဲ့အဖွဲ့ကတော့ cameraman မျိုးနွယ်စုပါပဲ။ဒါကလည်းမှားတော့မမှားပါဘူး။ တို့ base ကိုတို့အစွမ်းကုန်ကာမှာပါပဲရှုံးမကတော့အသေးချာကြီးပါအမပြောလို့မဆုံးသေးပါဘူးရှင် Titan TV man ကအနီအောင် red screen တွေကိုထုတ်လိုက်ပါပြီအနီအောင် screen power တွေက camera man တွေအတွက်တော့နှက်ဆိုးပါပဲအခုတော့ camera တွေကုန် offline ဖြစ်ကုန်ပါပြီ အပိုင်းကလည်းဒီမာတင်အဆုံးသက်သွားခဲ့တာပါ။ပြောရရင်ဒီပိုင်းရဲ့ထူးခြားတာက POV ဖြစ် speaker man ကိုမြင်ရတာကဒါကပထမဆုံးအပိုင်းပါပဲ။ပြီးတော့အစောကပြောခဲ့သလိုပဲ Titan TV man Watchman of Don Ko မှာချုံရင်းချက်တွေရှိနေတာမလို့သူ့ကိုပြန်ခဲ့ဖို့နီးလန်းရှိလာမှာပါ။ပြီးတော့ cameraman speaker man စကီဗီဒီတလက်တွေက caption ဘာသာပြန်ဆက်တွေကနေတဆင့်တယောက်ပြောတာကိုတယောက်နားလည်နေကြပါပြီ။အမားရဲ့အပိုင်း89ပတ်ဝန်းသုံးသက်ချက်ကတော့ဒီလောက်ပါပဲ။နောက်ထပ်လေးဝက်ချက်တွေကိုပုံမှန်တင်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပေးခဲ့ပါ။နောက်ဗီဒီယိုမှာပြန်ဆုံရအောင်ပါ။အမားကတော့တင်ဆက်သူလေးဒီခင်ပါရှင်။